အဲဒီနေ့မှာတော့မမဝါဝထထကကပြားလေးကိုစိုးရမှာဖြစ်ပါတယ်ဒါပေမဲ့မမဝါဝထထကကပြားလေးထဲမှာသူကဘီးလေးခြေတိုင်းမဟုတ်ပဲနဲ့တရားဒီမှာပါနေတာဆိုတော့စိုးလို့မရသေးဘူးတရားကိုတီးပြီးမှစိုးလို့ရမှာဖြစ်ပါတယ်ဒီထဲမှာဆိုရင်ရေးချာတရားဒီမှာလည်းဒါကြောင့်မလို့ဒီနေ့အရင်ဆုံးဒီကပြားလေးကိုမစူခင်ရေးချာလေးကိုအရင်သင်ရမှာဖြစ်ပါတယ်နော်အဲအဲ့တော့ကြတော့ဒီမှာဒါလေးကရေးချာလို့ခေါ်တယ်ရေးချာကပုံစံနှစ်မျိုးနဲ့ရေးရတယ်ပေါ့နော်အဲ့တော့ဒါလေးကအဲ white ချာလို့ခေါ်တယ်ဒါလေးကမောက်ချာလို့ခေါ်တယ်အဲ့တော့ဒီဘက်ကဒီဘက်ကဘီးလေးတွေကိုအဲရေးချာ ဝိုင်းချဆိုတဲ့ရေးချလေးနဲ့ရေးမယ်ပေါ့နော်ဒီဘက်က6လုံးကိုကြာတော့အမောက်ကလေးတွေနဲ့ရေးရမှာနော်အဲ့တော့ဆိုပြမယ်ဒါရေးချရဲ့အတန်လေးကအာလို့ထွက်တယ်အဲ့တော့ကနဲ့အာနဲ့ပေါင်းလိုက်ရင်ကလို့ထွက်မယ်နော်အဲ့တော့ကရေးချကစရေးချစစရေးချစဇရေးချဇညရေးချညတရေးချတထရေးချထဒရေးချဒနရေးချနဖရေးချဖဘရေးချဘဘရေးချဘ မာယိတာမာယာယိတာယာယာယိတာယာလာယိတာလာတာယိတာတာဟာယိတာဟာအာယိတာအာအဲ့လိုမျိုးလေးဖတ်တယ်နော်အဲဒီဘက်မှာခါခွေးလေးတွေနဲ့ရေးချာလေးနဲ့တွဲတာဆိုကြည့်အောင်ခရေးချာခါဒါလည်းရေးချာပဲအတူတူပဲဆိုရမယ်ရေးချာရေးချာလို့ပဲဆိုရမယ်နော်အဲပုံစံရေးတဲ့ပုံစံလေးတွေကကွဲသွားတယ်ဒါလေးကိုအမောက်ကလေးနဲ့တူလို့မောက်ချာလို့ခေါ်တာနော်အဲ့တော့ခရေးချာခခမောက်ချာလို့မဆိုရအောင်နော်ခရေးချာခခရေးချာခငါရေးချာငါဒ 大一茶茶，爸一茶爸，哇一茶娃。来，给你家一遍，爸爸们呢，大家可以快点遍哦。沙撒沙沙呀，沙沙沙啪啪啪妈将响啦，哈啊，咔咔啊哒。 ပါဝါဒီနေ့တော့ထားတော့ပါမယ်။နောက်နေ့ကျတော့မမောဝါထထကကြပါလေးကိုဆူကြည့်အောင်နော်။